ေလုံရင်နဲ့ဘယ်တော့မှမပေးနိုင်တော့တဲ့ပင်ပန်းမှုတွေကိုခံစားနေရပြီလားကဘွားကိုကိုယ်တိုင်ပြန်လဲထိန်းချုပ်နိုင်မဲ့ပင်ပန်းမှုတွေကနေလွတ်မြောက်နိုင်မဲ့လမ်းကြောင်းတစ်ခုကိုရှာဖွေနေပါသလားဒီနေ့ကျမပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ passive income ဆိုတဲ့စာအုပ်အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကျမအရင်ဆုံးကပင်ပန်းစွာနဲ့ပဲအလုပ်လုပ်နေရတဲ့အချိန်တွေရှိခဲ့ဘူးတယ် နက်မိုးလင်းတာနဲ့ချက်တယ်ပြုတ်တယ်အလုတ်သွားတယ်ညနေမိုးချုပ်တာနဲ့အိမ်ပြန်လာတယ်ဒီလိုပဲနေ့တိုင်းနေ့တိုင်းအလုတ်သွားအလုတ်ပြန်နဲ့လူကပင်မနှွမ်းနေရင်အချိန်တွေတရက်ပြီးတရက်ကုန်ပြီးနေခဲ့မိရဲ့ဝင်ငွေကလည်းတစ်လစာစားနိုင်ရုံတောက်နိုင်ရုံလောက်ပဲရှိရဲ့စုမိဆောင်ရရလည်းမရှိဘူးဒီလိုနဲ့ပဲအသက်တွေကြီးလာရင်ဘာမှမစုမိမဆောင်မိပဲ ပင်ပန်းဆင်းရဲပြီးဘဝကပျက်စီးသွားမှာကိုကျမအယံပဲတွေးကြောက်လာခဲ့မိရဲ့အဲ့ဒီအချိန်မှာပဲကျမက passage income ဆိုတဲ့စာအုပ်ကိုဖတ်မိခဲ့တယ်ဒီစာအုပ်ကကျမအတွက်မျက်စိပွင့်နားတွေပွင့်စေခဲ့ပြီးကျမဘဝကိုပြောင်းလဲပေးစေမယ့်အရာတစ်ခုဖြစ်လာခဲ့တယ် passage income ဆိုတာပါလဲဆိုတော့ကိုကဒီဇိုင်းမမအချိန်ပေးအထုတ်စရာမလိုတော့ပဲငွေတွေနေ့စဉ်ရက်တိုင်းအဆက်မပြတ် ငွေတွေဝင်နေတဲ့ဝင်ငွေလမ်းကြောင်းကိုပျောက်ချင်းဖြစ်တယ်။ကိုကအိတ်နေသည်ဖြစ်စေခရီးပန်းထွက်နေသည်ဖြစ်စေအချိန်တန်ရင်ကို့ဘဏ်အကောင့်ထဲကိုငွေတွေဝင်လာတာမျိုးပေါ့ဒီလို passive income တွေရလာဖို့ဆိုရင်အရင်ဆုံးကျမတို့လုံဆောင်ထားရမယ့်အရာတွေရှိရယ်အဲ့အရာတွေကတော့နံပါတ်1 un income ကိုအရင်ဆုံးတိစောက်ထားပါ passive income ရဖို့အတွက်ပထမဦးဆုံးအရေးကြီးဆုံးကတော့ uninkam ရှိဖို့ပါပဲ uninkam ဆိုတာကတော့ကိုယ့်ရဲ့အချိန်လောက်အားအသိပညာတွေကိုရင်းနှီးပြီးရတဲ့ဝင်ငွေပေါ့ဥပမာပြောရမယ်ဆိုရင်တော့လက္ခဏာဝန်တန်းဒါမှမဟုတ်ကိုယ်ပိုင်စည်းဝါးကြီးတစ်ခုခုကနေငွေတွေရနေတာလိုမျိုးပေါ့ဒီလိုဝင်ငွေတွေရနေတာကစပြီးနောက်တစ်ဆင့်အနေနဲ့ passive income ကိုစတင်စီစောက်ထားရမှာဖြစ်တယ်နံပါတ်2ရခိုင်နှုန်းတစ်ခုသတ်မှတ်ပြီးစတင်စုဆောင်ထားပါ ဝင်ငွေတစ်ခုရှိရနဲ့အဲ့ဒီဝင်ငွေရရခိုင်နှုန်းတစ်ခုကိုလှစင်မှန်မှန်စုဆောင်းထားပါဒါကတတော်များများမိနေတတ်တဲ့အချက်ပါပဲကိုယ်ဝင်ငွေတဲကနေ30ရခိုင်နှုန်းဒါမှမဟုတ်20ရခိုင်နှုန်းဖြစ်ဖြစ်သတ်မှတ်ပြီးယင်းနည်းမြုပ်နှံဖို့ပတ်စံကိုစုဆောင်းထားရပါမယ်ဒါဟာကိုယ့်ရဲ့အနာဂတ်အတွက်ငွေကြေးဆိုင်ရာအခြေခံအုတ်မြစ်တစ်ခုကိုစတင်လိုက်တာပါပဲနံပါတ်3ယင်းနည်းမြုပ်နှံပါ ဒါမှမဟုတ်ငွေကိုအလုတ်လုတ်ခိုင်းပါကိုယ့်ရဲ့စုဆောင်းထားတဲ့ငွေတွေညှော်မှန်းထားတဲ့ပမာဏတခုရလာပြီဆိုတာနဲ့ passive income ဖြစ်ဖို့အတွက်အတွက်စတင်ရင်းနှီးမြှုပ်နှံဖို့လိုတယ်ဥပမာပြောရမယ်ဆိုရင်တော့အင်ချံမြေဝယ်ယူပြီးအငှားချထားတာဒါမှမဟုတ် stock share တွေဝယ်ပြီးရင်းနှီးမြှုပ်နှံထားတာငွေချေးသက်သေကလက်မှတ်တွေကိုဝယ်ယူထားတာဒါမှမဟုတ်ကိုပိုင်းတစ်ချစ်တဲ့ထုတ်ကုန်တွေဥပမာပြောရမယ်ဆိုရင် ebook ဖြန့်တီးထားတာတွေ online coach ပေးရတွေကိုဖန်တီးရောင်းကြတာဒါမှမဟုတ် YouTube channel လိုမျိုးအကြောင်းအရာတွေဖန်တီးပြီးကြော်ညာဝင်ဝင်ရှာဖွေတာလိုမျိုးစတာတွေပေါ့အရေးကြီးဆုံးကတော့ကိုယ်နဲ့တင့်တော်တဲ့အရင်ဒီအ ਨੇ အဆုံးလုံးလမ်းကြောင်းကိုရွေးချယ်ပြီးစတင်လှုပ်ဆောင်တာပေါ့လုပ်ပါတယ်နံပါတ်၄စိတ်ရှိပါ စနစ်တကူတည်ဆောက်တာပါ passive income ဆိုတာကတော့အခုချက်ချင်းကြီးဝင်ငွေတွေရလာတာမျိုးမဟုတ်ပါဘူးအချိန်တွေယူရပါတယ် အလုပ်တွေအများကြီးကို အရင်ဆုံးတိစောက်ထားရပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ YouTube channel ထောင်ထားပြီးဗီဒီယိုတွေအများကြီးဖန်တီးထားပြီးတစုတစည်းတဲ့ဗီဒီယိုတင်ထားတာလိုမျိုးပေါ့။ဒါမှမဟုတ်ကိုကစာအုပ်ရေးထားတယ်ဆိုရင်တစ်ခါရေးထားရုံနဲ့အမြဲတမ်းရောင်းနေနိုင်တာလိုမျိုးပေါ့။ဒီလိုစနစ်တစ်ခုတိစောက်ထားပြီးရတဲ့အဲ့ဒီစနစ်ကနေကိုယ့်အတွက်အချိန်တိုင်းငွေတွေရှာပေးနေမှာပါ။ဒီကုန်းချုပ်အနေနဲ့ပြောရမှန်ဆိုရင်တော့ ပုံမှန်ဝင်ငွေတစ်ခုရဖို့အရင်ဆုံးတိစောက်ထားပါ။အဲ့ဒီဝင်ငွေကနေရခိုင်နှုန်းတစ်ခုသတ်မှတ်ပြီးစုဆောင်းထားပါ။စုဆောင်းထားတဲ့ငွေကို ကိုယ့်အတွက်အလုပ်လုပ်ပေးနိုင်မဲ့ဝင်ငွေလမ်းကြောင်းတစ်တွေမှာရင်းနှီးမြှုပ်နှံထားပါ။စိတ်ရှိပြီးဆွေးရှိရှိနဲ့လုပ်ရပါမယ်။ကိုယ့်ဘဝကိုပြင်ပန်းစွာအလုပ်တွေလုပ်ပြီးငွေရှာနေမဲ့အစားငွေကိုကိုယ့်အတွက်အလုပ်လုပ်ခံပြီးဝင်ငွေတွေစဉ်ဆက်မပြတ်ရနေတဲ့လမ်းကြောင်းကို ဖန်တီးထားပြီးဘဝမှာ ငွေကြောင့်စိုးရင်ပူပန်မှုမရှိဘဲလွတ်လပ်စွာဖြတ်သန်းနိုင်ဖို့လက်ညွန်ပေးထားခြင်းပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ပြီးဘယ်လို passive income ဝင်ငွေမျိုးကိုစတင်ခြင်းလဲဆိုတော့ခမတ်မှာရေးပြီးခဲ့ပါအောင်နော်။ကျမတို့ရဲ့ channel ကိုလည်း subscribe လုပ်သားဖို့မမေ့ပါနဲ့နော်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုလည်းပြောပြပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးဖို့တိုက်တွန်းလိုက်ပါရရှင်။